တတိယအကြီးဆုံးတော့မတော်တော်ကြီးနေရပထမအကြီးဆုံးတော့ဆိုတော့အကြီးပဲနေမှာပဲတော်တော်ကြီးရဲ့ ္ဂလာပါဒီနေ့မှာတော့ဘိုကလစ်ဆိုအမမိုးဆိုတဲ့အာပတ်ကဖေးလေးကိုရောက်ရှိနေတာပါဒီဆိုင်လေးကတော့ကိုးမိုင်တော်ဝင်လန်းထဲမှာရှိရဲ indoor sky diving pool ထဲမှာဖွင့်လှစ်ထားတာပါအေးပတ်ကဖေးလေးမှာတော့ပြင်မှာတွေ့ရခဲ့တိတ်ဆန်လေးတွေကိုဘိုကဒီနေ့လိုက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘိုရွေးထားတဲ့တိတ်ဆန်လေးကတော့၃မျိုးလောက်ရှိရဲပေါ့နော်ဘာလေးဖြစ်မလဲဆိုတော့ဘိုနဲ့တူလိုက်ကြည့်ကြမယ်နော်ခန်းကြည့်လိုက်မယ်နော် ကောင်လေးကတော့ဘုရောပြောပြတာတော့ iguana ပေါ့နော်သူရဲ့နာမည်လေးကအဲမြန်မာလိုဆိုလို့ရှိရင်တော့ပောက်တင်ညိုအကြီးစားလေးပေါ့အရွယ်ရောက်သွားပြီဆိုလို့ရှိရင်တော့သူကအတီးရွက်ကိုအဓိကစားတယ်ဒါပေမဲ့သူတို့အရွယ်မရောက်သေးခင်ပေါ့နော်ငယ်ရယ်စင်မှာတော့သူကတီးရွက်ကိုအသားနှစ်မျိုးလုံးစားတယ်ပြီးတော့သူတို့ကအပူပိုင်းဒေသမှာအတွေ့များတယ် Florida ဘက်ပေါ့နော် Florida ဘက်မှာတော့အတွေ့များတယ်လို့ပြောရရှင်ခုနကဘူကန်လိုက်တဲ့ကောင်လေးရဲ့တက်တန်းကသူက20ကနေ25နှစ်ဝန်းကျင်တည်းပဲရှိရယ်ပေါ့နော်ဒါပေမဲ့ခုနကဘူလက်ပေါ်မှာတင်လိုက်တဲ့ကောင်လေးကကျတော့အသက်6နှစ်ပဲရှိသေးတယ်အာ6နှစ်တောင်ဘလောက်အရှိကြီးဆိုတော့သူတို့တက်တန်း20 20 21လောက်ဆိုလို့ရှိရင်တော့သူလေရတော့၄ပေ6ပေလောက်ရှိပါမယ်ထင်တယ်ရှင့်နောက်ဆောင်ကတော့ဒါကကမ္ဘာတတိယအကြီးဆုံးကုန်းလေးလို့ပြောပါတယ်ကြီးပဲသူကကြတော့အာဖရိကမှာအတွေ့အများပြောမှဆိုအာဖရိကသားလေးပေါ့နော်ကြီးတော့ကြီးပဲအဲ့သူမျိုးစိတ်ကတော့ဆူကာတာပါအသက်ကလေးကတော့10နှစ်ပါ10နှစ်သားလေးဖြစ်ပါတယ်တတိယအကြီးဆုံးတော့မတော်တော်ကြီးနေပထမအကြီးဆုံးသားဆိုတော့အကြီးပဲနေမှာပဲတော်တော်ကြီးရဲ့လက်ကြီးဆိုတော့လဲ သူ့လက်ကြီးရလေဟိုဘယ်လိုပြောရမလဲကြောက်တုံးနေနဲ့ကြောက်ကြောက်လက်ကြီးနဲ့တူတယ်ခိုင်းကြည့်လိုက်မယ်ဟောမတူတော့မတူအရင်ကြီးတော့လည်းမမာဘူးပျော့ပျော့လေးအရင်တော့မမြင်ဘူးရေရိုးလိုက်ပဲမြင်ဘူးပဲသူကကြတော့လို့ဒီနောက်မှာဖုတ်တီးလို့မျိုးအခုံးလေးပါဒီကောင်လေးကကြတော့ black and white တဲ့ကူတဲ့အဲသူ့အသက်ကသူ့ရဲ့တက်တန်းကလည်း20နဲ့25ဝန်းကျင်ပေါ့နော်အဲသူ့ဆိုလို့ရှိရင်အသက်3နှစ်ပဲရှိအောင်မယ်ပူပိုင်းတက်တော်ရဲမှာတွေ့ရရပေါ့နော်အနီးများရပေါ့ဒီပောက်တင်ညိုလို့ပောက်တင်ညိုလေးလို့အမလေးလမ်းလိုက်တာပောက်တင်ညိုလေးလို့ပဲနည်းနည်း ပုံစံလဲတူတယ်နဲ့အရေးကုန်နေပါရလဲလူမျိုးသူ့ကိုကိုင်ရတဲ့ feeling လိုပဲအသက်သုံးနေတဲ့အကြီးပဲနော်သူကလည်းအဲ့လိုအဲအတီးရတော့မစားဘူးသူကကြတော့အအသားစားတယ်ပြီးတော့ဥတွေစားတယ်တဲ့ Hello အဲ့တော့ဘัวဒီနေ့ပြန်မတွေ့ရခဲ့တဲ့တိရစ္ဆာန်လေးနဲ့အမိတ်ဆက်ပေးခဲ့တယ်တိရစ္ဆာန်ကောင်မောင်းကတော့တရာကျော်လောက်ရှိမယ်တဲ့မျိုးစိတ်ကတော့90လောက်ရှိရဲ့တဲ့မျိုးစိတ်တိုင်းကတော့သူတို့အနေနဲ့ဒီမှာအလားမလုပ်ထားဘူးပေါ့နော် digital တူတွေ တော့တခြားအဲ့လိုမျိုးတိရစ္ဆာန်လေးနေဓမ္မုံတွဲချင်တဲ့သူတွေကဒီကဖေးကိုအာလာလာတင်နေပေါ့နော်ဘူရောင်မပဲတခြားအပြင်မှာမမြင်ဘူးတဲ့ကောင်လေးကိုခုနကင်လဲကင်ကြည့်လိုက်ရတယ်ပြီးတော့သူတို့ရဲ့အာစားတောက်တဲ့နေထိုင်မှုပုံစံဒီအသက်တွေသူတို့ရဲ့ဒီနေရာဒေသတွေလည်းတီးခဲ့ရရပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဒီကဖေးလေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဘိုင်ဘိုင်